ကရင်နယ်ချောက်ဆောက်တက်ပကျက်ကစားဖြန့်လုပ်ငန်းကနေလူကကူးခန့်ထားရတဲ့နိုင်ငံခြားသား292ယောက်ကိုထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ပြောပါရယ်။ထိုင်းမြန်မာနယ်စပ်ကပကျက်ထိတ်ချုံနယ်မြေတွေမှာစားဖြန့်ငွေလိတ်ကမ်းတွေရဲ့လူကကူးခန့်ထားရတဲ့နိုင်ငံခြားသား292ယောက်ကိုနိုင်ငံချစ်ကြည်ရေးတရအမတ်နဲ့ကနေဧပြီလ28ရက်နေ့နဲ့29ရက်နေ့မှာ ထိုင်းနိုင်ငံကိုထပ်မံလွှဲပြောင်းခဲ့တာပါ။ ိုင်ငံသားသားလွှဲပြောင်းတဲ့အစီအစဉ်တွေကိုတချံကာလအတွင်းကရက်နာထားရကနေအခုလိုပြန်လဲစတင်တာဖြစ်ပြီးလွှဲပြောင်းတဲ့အထဲမှာ BNN နိုင်ငံသားက222ဦးနဲ့ယူဂန္ဒနိုင်ငံသား18ဦးပါကစ္စတန်နိုင်ငံသား15ဦးဆင်မဘွေနိုင်ငံသား2ဦးမလေးရှား16ဦးအပြင်အယ်ဂျီးရီးယား2ဦးပါဝင်တယ်လို့သိရပါတယ် ကျွန်တော်တို့ကဟိုရခင်ကျွန်တော်တို့ဟိုထုတ်ပြန်ထားတဲ့အတိုင်းပဲကျွန်တော်တို့ကလည်းလက်ရှိဟိုအချိန်ကာလမီးမိန်သွားသည့်နှင့်အမျှကျွန်တော်တို့ကရက်ရက်လိုက်မှာမဟုတ်ဘူးကျွန်တော်တို့ကမူလအဗီဒီယိုတွေပြောထားတဲ့ဂတိလည်းရှိသလိုကျွန်တော်တို့နိုင်ငံတည်တည်ကိုလည်းကျွန်တော်တို့ပြောထားတဲ့စကားတွေရှိပါတယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့အာဒီကျွန်တော်တို့လုပ်ငန်းစဉ်ကတော့ကျွန်တော်တို့အဲဗီဒီယိုတွေဘလောက်ပဲအလုပ်ရှုပ်ရှုပ်နေပါစေကျွန်တော်တို့ရဲ့မူပါဒကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေရောကျွန်တော်ဆက်လုပ်နေပါပါအခုလည်းကျွန်တော်တို့ဒီ အရင်တော့ဆိုကျွန်တော်တို့9000ကျော်ခနော်ကျော်ကလည်းအခုကျွန်တော်လက်ရှိစင်းရလို့8500ဒီလိုပဲကျွန်တော်တို့ကသတိစီလာတောက်လျှောက်ကိုကျွန်တော်တို့ကအပြန်ပို့နေမှာပဲကျွန်တော်တို့ကတော့ပေါ်ထုတ်ပြီးတော့မှဆက်လက်ပြီးပေါ်ထုတ်ဆက်လက်ပြီးပြန်ပို့နေမှာပဲဒါပေမဲ့ခုနကလို့ပေါ့ကျွန်တော်တို့နိုင်တဲ့အင်အားနဲ့နိုင်တဲ့အဲအရေးအတွက်တော့ပဲကျွန်တော်တို့ဆက်လုပ်သွားပါမယ်ဟုတ်ကဲ့ Okay okay, okay. 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 ြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်မှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကလည်းထိတ်သိမ်းထားတဲ့နိုင်ငံသားတွေကိုလွှဲပြောင်းဖို့စဉ်းစားမှုတွေကြောင်းပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာ DKBA တပ်သားတချို့နဲ့ထိတ်သိမ်းခံနိုင်ငံသားတို့အချင်းများခဲ့ကြပါသေးတယ်အခုလိုပြန်လဲလွယ်ပြောင်းရေးမှာစံစာမှုတွေရှိနေတာဟာတက်ဆိုင်ရာနိုင်ငံတွေရဲ့ပြန်လဲခေါ်ယူမှုနဲ့သာသက်ဆိုင်တယ်လို့ဒုဗိုလ်မှူးကြီးနိုင်မောင်စောကအခုလိုဆက်ပြောပါတယ် ဟိုပြန်လည်လွှဲပြောင်းပြီးမှုတစ်ခုမှာကြာကြာမှုတစ်ခုဆိုတာတော့ဟိုတက်ဆိုင်ရာပြန်လည်လက်ခံတဲ့သူ့ရဲ့မိခင်နိုင်ငံဘက်ကဟိုကြာကြာမှုတစ်ခုပေါ်မှာပဲကျွန်တော်တို့ကတော့ဒါကိုစောင့်ဆိုင်းပြီးတော့လွှဲပေးရတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော်ထိနေတဲ့လူတွေကိုတော့ဟိုသူတို့ရဲ့ဆန္ဒအရတော်၎င်းကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်အရတော်၎င်းအများဆုံးပြန်ပြန်ပို့ချင်တာပေါ့နော်သူတို့လည်းအိမ်ပြန်ချင်တဲ့လူတွေကျွန်တော်တို့လည်းပြန်ပို့ချင်တဲ့လူတွေဆိုတော့ဒါပေမဲ့ဟိုလုပ်ငန်းစဉ်တွေကြာကြာမှုကတော့တစ်ဖက်သူမိခင်နိုင်ငံနေဇီကနေကြာကြာမှုလို့ပဲကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ ဘီဂျဲကနောက်ဆုံးထုတ်ပြောထားတဲ့စာရင်းအရထိတ်သိမ်းထားသူ8,995ဦးထဲကလက်ရှိအခြေအထိနိုင်ငံသားသား9,000ကျော်ကိုလွှဲပြောင်းထားနိုင်ပြီးထပ်မံလွှဲပြောင်းမဲ့နိုင်ငံသားသား1,000ကျော်လဲကျန်ရှိနေသေးတယ်လို့သိရပါတယ်။